ဖြိုးက British လူမျိုးတယောက်နဲ့ဒိတ်လုပ်ဖူးပါတယ်သူ့ကိုလုံးဝမကြိုက်တဲ့ချက်ကတော့ဘားရမ်းသွားတာပါဘာလို့သူဘားသွားရလဲဆိုတော့ခုနားလေသွားပါပြီဘာလို့လဲဆိုတော့ဒီ British မှာပေါ့နော်သူတို့တွေက ဖပ်ခါချာဆိုတာအရန်နာမည်ကြီးတယ်သူတို့ကရက်တောက်နေတာမဟုတ်ဘူးဘီယာတောက်နေတာမဟုတ်ဘူးသူတို့ကသူတို့ရဲ့ community ပေါ့နော်သူတို့ရဲ့စိတ် trap out တခု စိတ်ကျမ်းမာရေးအတွက် human psychology လူတွေရဲ့စိတ်သဘာဝရလိုအပ်တဲ့အရာကိုလာလုပ်နေကြတာပေါ့နော်အဲ့ဒါကိုဖြိုးတေချာလေးနားလဲဘာလို့လဲဆိုကိုကိုရိုင်းကလည်း online ပေါ်မှာစီးပွားရေးလုပ်တဲ့ချိန်မှာဆိုဖြိုးတို့တိဆောက်ရတာလေ community နောက်တစ်ခုဖြိုးအတွက်ကတော့ဒီ community ကိုဘာနေမရဘူး ဖပ်ကာချာနေမရဘူး။ဘာနေရလဲဆိုစပင်ညက်ဆိုင်နေရတယ်။တချို့လူကစိမ့်စပင်ညက်ဆိုင်ကို၁၀နှစ်တိတိသွားတယ်။ဖြိုးဆိုရင်တူညီရဲ့စပင်ညက်ဆိုင်ကိုသွားခဲ့တာက 15နှစ်ရှိသွားပြီအဲ့တော့ဒီလိုမျိုး British pub တွေอ่ะဗောနော်သူတို့လာနေကြ pub ကိုအမြဲတမ်းခဏခဏသွားတယ်သူတို့တောက်တဲ့ drink ကိုဘားတနာအကုန်တိတယ်နောက်တစ်ခုတငယ်ချင်းချင်းဆိုလဲ hey hi နဲ့ဗောနော်သူတို့အရန်ကိုကို့အတွက် safe ဖြစ်တဲ့နေရာလေးတနေရာအလုံးဝပင်ပန်းလာပြီဆိုကို့အကြောင်းအကုန်တိတယ်ကိုပြောချင်တာပြောလို့ရတယ်ကိုလာနေကြဗောနော်နေရာလေးတနေရာအနေနဲ့နာမည်ကြီးရဖြစ်ပါတယ်ဒါအပေါ်ရန်နေကြည့်ရဆိုသူတို့ကရက်တောက်နေထင်ရတယ်ဗောနော်တကယ်တမ်းကျတော့လူတွေရဲ့စိတ်ပညာရ community လူတွေကလိုအပ်တယ်တချို့လူကဒီ community ကို church တောင်းမှာသွားပြီးတော့မှယူတယ်ဖြိုးတွက်ဆိုရင်ဖြိုးကဘာတော့အမြဲတမ်းသွားတဲ့လူမဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုး the same concept ကစပင်းညက်ဆိုင်မှာရတယ်အဲ့စပင်းညက်ဆိုင်ကိုသွားပြီးတော့အရင်စိတ်ချမ်းသာတယ်ဟဲ့ဖြိုးနင်လုံးကစနေတော့ဘလို့လေပြီးရင်ဖြိုးနင်ဒီစပင်းကင်နဲ့မလိုက်ဘူးအခုဖြိုးရဲ့စပင်းကင်တောင်လူတွေကလှရလှလို့ပြောနေတယ်အဲ့ဒီလုံးက15နှစ်တည်းအမြဲတမ်းသွားခဲ့တဲ့စပင်းညက်ဆိုင်ကကို့အကြောင်းတိလို့ကိုနဲ့လိုက်မဲ့ထင်တဲ့စပင်းလေးကိုဒီအဖျားလေးကိုကောက်ပစ်လိုက်တာပေါ့နော်အဲ့အတွက်လည်းအမအိုဒီကနေပြီးကျေးဇူးများရည်တင်ခြင်းနဲ့ အဲ့တော့အခုက UK မှာ line နဲ့ပေါ့နော်အဲ့ pop culture လေးကိုပြန်သုံးသပ်မိတာပါဥမာဒီမှာဆိုရင်ဒီမှာတစ်ခုရှိမယ်ဟိုမှာရှိမယ်ဟိုတောက်မှာတစ်ခုရှိမယ်အဲ့ဒါတွေကနေတိုင်းပေါ့နော်ဒါ today is not friday friday မဟုတ်တာတော့လူအပြည့်ရှိတယ်မြန်မာပြည်ကနှစ်ဖေးဆိုင်လိုမျိုးပဲနေရာတကာမှာရှိရပေါ့နော်အဲ့တော့ အလုံးမဲ့အဲကိုစီးပွားရေးလုပ်ပြီးဆိုရင်နော်ကိုရဲ့ restaurant နေကိုရဲ့ခေါင်းရှော်ရေးဆိုင်နေကိုရဲ့ online စီးပွားရေးတွေကို community တိစောက်ပါအဲလူတွေလာပြီဆိုရင်သူတို့အကြောင်းကိုနော်အမြဲတမ်း connect ဖြစ်တဲ့တိုင်ဝမ်နဲ့တခုတိဆောက်ပါလို့ဒီကနေပြီးတော့မှဖြိုးလဲစီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ပြန်သုံးသပ်မိတာလေးကိုမျှဝေချင်ပါတယ်ရှင်။သူရဲ့စိတ်နေသဘောထားကိုနားလည်ပြီးကိုယ့်ဘဝကိုအကောင်းဆုံးတိဆောက်ဖို့အတွက် Better Life Psychology တနက်မှာမဖြိုးကိုယ်တိုင်သင်ကြားပေးနေလို့စိတ်ဝင်စားတဲ့သူတွေကမဖြိုးရဲ့ Facebook page မှာလာရောက်ဆွမ်းစမ်း